ေတ္တာဆိုတာဘာလဲမေတ္တာတို့ရနေနေလေးတော့ပြောချင်သေးတယ်ဗျနော်မေတ္တာဆိုတာအာလုံသောတတ္တဝါတွေအပေါ်မှာ ကောင်းကျိုးချမ်းသာကိုလိုလားတာအာလုံသောတတ္တဝါတွေရဲ့ကောင်းကျိုးနဲ့ချမ်းသာကိုလိုလားတာတက်တက်ကောင်းသွားစေချင်တာချမ်းသာသွားစေချင်တာဘာမှဒီပြင်မပါဘူးဟုတ်လားတပန်းသောတတ္တဝါတွေအာလုံကိုတက်တက်မဲ့ကောင်းသွားစေချင်တာချမ်းသာသွားစေချင်တာမလွယ်ဘူးနော်တန့်တန့်ရှင်းရှင်းဖြစ်တာလေးဖြစ်ဖို့မလွယ်ဘူးဗျာ မြင်းတကားကြီးမိုက်ပြအဲ့လိုသူများပုံမှာကောင်းသေးခြင်းနဲ့စိတ်ချမ်းသာသေးခြင်းနဲ့စိတ်ကလေးတန်တန်ရှင်ရှင်ဖြစ်အောင်ဘလို့ပြုစုပြောထောင်ရသလဲဆိုတော့ကိုကိုကိုအရင်ကောင်းသေးခြင်းရတယ်။ဒါကြောင့်ကျန်းကန်ဒီထဲမှာကိုကိုကိုအရင်မြစ်တာပို့ရမယ်လို့မညွန်ကြားဘူးလား။ညွန်ကြားရတယ်။ငါသည်ဘေးရန်ကင်းပါစီနော်။ငါသည်ကျမကြီးကောင်းပါစီ။ငါသည် စိတ်ချမ်းသာပါစီ။အဲ့ဒါလို့ကိုကိုကိုမြစ်တာပို့ရမယ်။ဟုတ်ရလား။ ငါဒီဘေးရန်ကင်းပါစေကျန်းမာရေးကောင်းပါစေစိတ်ချမ်းသာပါစေအခြေခံဒါလေး၃ချက်ဆိုရင်လုံလောက်ပြီเนาะဘေးရန်ကင်းပြီးတော့ကျန်းမာပါစေချမ်းသာပါစေအဲ့ဒါလို့ကိုကိုကိုမေတ္တာပို့ပါများတော့ဘာဖြစ်လာလဲဆိုတော့ငါဘလောက်ချမ်းသာခြင်းတည်းဆိုတာလေးကိုနည်းနည်းသဘောပေါက်လာငါဘလောက်ချမ်းသာခြင်းတည်းဆိုတာသဘောပေါက်လာရင်ဩတပါးသောတတ္တဝါတွေလည်းဘလောက်ချမ်းသာခြင်းကြမလဲဆိုတာလေးကိုသဘောပေါက်လာတယ်အဲ့ဒါလို့သဘောပေါက်လာတော့ဩဒီလောက်တောင်ချမ်းသာခြင်းကြတာချမ်းသာကြပါစီ ုတ်မေတ္တာလေးကလွယ်လွယ်ကူကူဘာဖြစ်လာတာလဲဖြစ်လာတာဗျာဟုတ်လားဒါကြောင့်ဘေးသာပေါင်းသူတော်ကောင်းတို့မိမိရဲ့စိတ်မှာအငြိအကြီးတွေပေးနေတာကိုမြင်လို့တန့်ရှင်းကျင်တယ်လှပကျင်တယ်ဆိုရင်အဲ့ဒီမေတ္တာလေးနဲ့ကြိုးစားရမယ်အလုံးသောတတ္တဝါတွေဘေးရန်ဘာမှမတွေ့ကြပါစေနဲ့နော်အလုံးသောတတ္တဝါတွေတကယ်ကိုကျမ်းမာရေးကောင်းကြပါစေမဖောက်ပြန်ကြပါစေနဲ့အလုံးသောတတ္တဝါတွေစိတ်ထဲမှာတကယ်ကိုကြည်ကြည်လင်လင်အေးအေးချမ်းချမ်း ရှိကြပါစေစိတ်ချမ်းသာကြပါစေအဲ့ဒါလိုမေတ္တာပွားပါများလာရင်အဲ့ဒါလိုသူများရဲ့အကျိုးနဲ့ချမ်းသာကိုလိုလားနေတာကိုမေတ္တာလို့ပြောခဲ့တယ်နော်အဲ့ဒီမေတ္တာစိတ်ကလေးတွေကိုထက်ချီတလဲလဲမိမိတန်တန်မှာဖြစ်ပေါ်နေအောင်မလုပ်ရမှာလဲပွားပြီးတော့ယူရမှာအဲ့ဒါလိုပွားရင်မေတ္တာစိတ်ကလေးတွေတစိမ့်ဖြစ်တယ်နောက်တစ်ခါထပ်ပြီးတော့ပွားလိုက်တယ်အလုံးသောတတဝါတွေကျမ်းမာကြပါစေချမ်းသာကြပါစေဘေးရန်ကင်းပါစေဟောနောက်ထပ်တစိမ့်ရတယ် နောက်ထပ်တစ်စိမ့်ရတယ်ထက်ထက်ပြီးတော့မေတ္တာတွေပွားပွားလာတော့မေတ္တာတွေဘာဖြစ်လာမတုံးများလာပါမေတ္တာတွေဘာဖြစ်လာမတုံးများလာပါအဲ့ဒါကိုမိမိတို့ကစူးစမ်းကြရမှာဟုတ်ရဲ့လားအတော့အလုံးတတ္တဝါတွေရဲ့အပေါ်မှာဒီလိုအကျိုးလိုလားတဲ့စိတ်ချမ်းသာစေခြင်းနဲ့စိတ်တွေကိုမိမိတို့ကပွားလာအောင်များလာအောင်စူးစမ်းလို့မေတ္တာတရားတွေဒုနဲ့ဒေနဲ့ကိုယ်တန်တံမှာဖြစ်လာပြီဆိုလို့ရှိရင်ပတ်ဝန်းကျင်ကိုလည်းအများကြီးရိုက်ခတ်တာပဲဗျနော် ကိုကိုတိုင်းကတော့တေချာပေါ့ချမ်းသာတယ်ဒီမေတ္တာကြောင့်ဟုတ်လားအင်မတန်အေးချမ်းပြီးတော့အင်မတန်ကောင်းတာပဲလို့နှုတ်ကတဖွားဖွားပြောရလောက်အောင်တော့မေတ္တာဟာကောင်းတဲ့နော်တခါကြီးဒီမိုင်းမြတ်အဲ့ဒါကိုလက်တွေ့ခံစားလို့ရအောင်စ조사ကြည့်ဘာမှခဲရင်တာလည်းမဟုတ်နော်မေတ္တာလေးကအခြေခံလေးကတော့ရှိပြီးသားသို့တော့အဲ့ဒါကိုမပွားတဲ့အတွက်ကြောင့်တိတိတာတာမထင်ရှားပဲဖြစ်နေတာအဲ့ဒါကိုပွားပါများလို့များလာရင်ကိုကိုတိုင်းလည်းအေးချမ်းတယ်ကို့အိမ်ကိုပထမဦးစွာတည်သားမယ် ကိုယ်အင်ကလူတွေကိုကိုသိမယ်ဒီလူတော်တော်အေးချမ်းနေပြီဆိုနော်ပြီးတော့ကိုယ်ပတ်ဝန်းကျင်ကိုယ်ရက်ကွက်အကုန်သိမယ်ဦးဇင်းတို့ပေးတက်ကြည်ကြားဖို့ပါတယ်ဗျာသူဝန္ဒသာမရဲ့မေတ္တာအားကြီးတော့လေအဲ့ဒီသူဝန္ဒသာမတိုးထဲမှာနေတဲ့အဲ့ဒီနာတဝိုက်မှာရှိတဲ့ကြားတွေကလည်းပဲဒီတမင်လေးတွေယုံလေးတွေကိုတတ်ချင်တဲ့ဒေါသမရှိတမင်လေးတွေယုံလေးတွေကလည်းဒီကြားတွေချင်းလေးတွေကိုကြောက်တယ်ဆိုတဲ့ဆုံနေတဲ့ဒေါသမရှိဘူး ဒီတိုင်းပဲလွတ်လွတ်လပ်လပ်ကြီးကြီးလင်းလင်းသွားနေတာတော့အော်ဆရာမကောင်းဘူးလားအဲ့ဒါကတော့သူကတိုးထဲမှာတကယ်ကိုဒီပြင်အာယုံမဝင်မဲနဲ့မေတ္တာကြီးအာသူကမြမဝိရတာတရားနဲ့နေတာဆိုတော့သူ့အရှိန်တွေကတိတ်ကြီးနေတော့အများကြီးပဝန်းကျင်ကိုရိုက်ခတ်တာပေါ့အဲ့တော့ဒကာသမားတို့ဦးရှင်တို့တွေကလည်းအလောက်ကြီးမဖြစ်အောင်တောင်းမှာအ ਨੇ ဆုံးကို့အိမ်ကလူလေးတွေလောက်အေးချမ်းအောင်တော့ပွားတဲ့နယ်လို့ထင်တယ်ဟုတ်ရလားအေးလက်တွေ့ကတော့ကိုကိုတိုင်အေးချမ်းမယ်နော်အေးအဲ့ဒါလိုမေတ္တာကိုအများကြီးပွားလို့ရှိရင် တော်ယုံတန်ယုံစိတ်တူစရာကိုယ်စိတ်ကိုတူစီမှာမဟုတ်ဘူးဒေါသဖြစ်စီမှာမဟုတ်ဒါကြောင့်ကိုယ့်ရဲ့စိတ်ကိုမေတ္တာတရားတွေနဲ့ထုံမွှန်းထားမယ်ဆိုရင်စိတ်ထဲမှာအငြိအကြီးတွေမကင်းမိဘူးလားကင်းမယ်ဒါကြောင့်လောကကြီးကိုချစ်သောမျက်လုံးဖြင့်ကြည့်တတ်အောင်မကြိုးစားသင့်ဘူးလားကြိုးစားမယ်